မကွေရပြောရဲအာဆင်နယ်ရမှာ အာဆင်နယ်နောက်ပံကစားသမားမော်ဂူယာကအာဆင်နယ်အသင်းဟာရမင်းရမားလိုအံ့ဖွယ်ကစားသမားကိုပိုက်ဆိုင်ထားရလို့ပြောကြားခဲ့ပါတယ်။စပိန်လူငယ်ကျယ်ပွင့်ရမားရဲ့15နှစ်အရွယ်မှာဘာစီလိုနာ အသင်းမှာဖွဲ့ချွဲခဲ့ပြီးတော့ဘောလုံးစင်မြင့်မှာထွန်းတောက်လာတဲ့သူပါ။သူကအသက်16နှစ်လာရှိသေးပေမဲ့ရမားဟာဘာစီလိုနာအသင်းနဲ့တူလာလီဂါစပိန်ဖိဖလားနဲ့စပိန်စူပါဖလားတို့ရရှိထားလို့စပိန်လက်ရစီအသင်းနဲ့လည်းယူရိုဖလားရရှိထားပါတယ်။ဒါပြင်ရမားကပြီးခဲ့တဲ့စက်တင်ဘာ22ရက်ကကျင်းပခဲ့တဲ့ ဲ့2025ဘောလုံးတော်စုပေးပွဲမှာဒုတိယရခဲ့တာပါစပိန်လက်ရည်စင်နောက်ခံကစားသမားမော်ဂူယာကပြီးခဲ့တဲ့နေရာဒီကမှရေစီယာသင်းကနေအာဆင်နယ်အသင်းစီကိုပြောင်းရွှေ့လာခဲ့တာပါသူကအသင်းလုံကစားသမားမေဒော်မန်ကိုချိန်ပြီးတော့အော်အော်နေခဲ့တာပဲဖြစ်ပါတယ်မေဒော်မန်ကအသက်15နှစ်သာရှိသေးပေမဲ့အာဆင်နယ်အတွက်ပရီးမီးယားလိမှပွဲချဲ့ခဲ့ပြီးတော့ခြေစွမ်းပြနိုင်ခဲ့တာကြောင့်အနာဂတ်မှာထိုးတောင်းလာမယ့်ကစားသမားအဖြစ်သတ်မှတ်ခံထားပါတယ် အခုမုတ်ခွေရကမေတော်မန်ရဲ့အသက်အရွယ်နဲ့လှုပ်ပြနေတာလေးကိုအံ့ဩပြီးတော့မေတော်မဟာယမားလို့ဆရာလက္ခဏာရှိသူဖြစ်တယ်လို့ချီးကျူးပြောကြားခဲ့ပါတယ်။ယမားနဲ့မေတော်မန်တို့ကိုကျွန်တော်နိုင်ရှင်းတာမဟုတ်ပါဘူး။ဒါပေမဲ့မေတော်မန်ရဲ့ဇယိုက်နဲ့ကစားကဟာယမားနဲ့တူပါတယ်။မေတော်မန်ရဲ့ရွှေလျားလှရှာမှုတွေကယမားလို့ပါပဲ။အသင်းကိုကျွန်တော်ဆောက်ရောက်ကလေးကသူဟာအသင်းကြီးနဲ့တူလေ့ကျင့်နေတာပါ။မေတော်မန်အသက်15နှစ်ပဲရှိသေးတယ်လို့အသင်းမော်တွေပြောတော့ကျွန်တော်ဖြစ်ယုံတော့မယုံဘူး။သူကတကယ်အံ့ဖွယ်ကစားသမားဖြစ်ပြီးတော့တနေ့ကပအစ်စ်ကစားသမားဖြစ်လာ ပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။အင်္ဂလန်လူငယ်ကွင်းနဲ့တိုက်စစ်ကစားသမားမေတော်မှာအာဆင်နယ်အကယ်ဒမီတို့အဖြစ်ပြီးတော့ဒီရလီမှာအာဆင်နယ်အသင်းအတွက်လူစားဝင်အဖြစ်ပြိုင်ပွဲစုံ၃ပွဲကစားထားပါတယ်။